ခြေစည်းနဲ့ပွဲက Nottingham Forest နီးပြပိုစီ Cooklus တို့လမ်းဆုံးလာအားလုံးပဲမင်္ဂလာပါ CD Insider from Burma ကနေပြန်လဲကြိုးကြိုးလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီမှာစနေကြိမ်စနေနေ့ညနေ6:00နာရီမှာကြံသွားမယ် Nottingham Forest Chelsea Premier League ပွဲစဉ်ချီအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်မစခင် CME ကို YouTube မှာ Subscribe မလုပ်ထားတဲ့လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါဒီနှစ်သင်းကြားကအဓိကကိန်းကနဲ့အချက်လက်တွေကိုကြည့်ကြပါမယ် လက်ရှိ Forest Manager A ပုတ်စီကိုဂလူတယောက် Spa နဲ့ဒူးချယ်ဆီကိုယင်ဆိုင်ခဲ့တဲ့၄ဘွယ်လုံးရှုံးနိုင်ခဲ့မှုပါတယ်။တစ်ဖက်မှာတော့ချယ်ဆီကလက်ရှိ Premier League မှာ goal အပေါ်ဆုံးအသင်းအဖြစ်လည်းရပ်တည်နေတာပါ။ပုတ်စီကိုဂလူနဲ့ Nottingham Forest အတွက်တော့မဖြစ်မနေအနိုင်ကယ်ရမယ့်အခြေအနေကိုရောက်နေပါတယ်။ဖိအားတွေလည်းများနေပါတယ်။ Forest ရဲ့ The City Ground မှာကစားမယ့်ပွဲမှာနောက်ကွယ်မှာကြားနေရတဲ့သတင်းတွေအရတော့ရှောင်းတိုင်းနဲ့ပိုစီကိုဂလူကိုအစားထိုးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ အကယ်၍ဒီပွဲမှာသာရှုံးနေနိုင်ရင် Rafael Benitez, Mac McCarthy, Tony Pulis နဲ့ Owen Quinn တို့လို Chelsea ကို Premier League 5ပွဲဆက်ရှုံးတဲ့နည်းပြဖြစ်လဲ H တယောက်မှတ်တမ်းဝင်သွားဖို့ရှိနေပါတယ်။တစ်ဖက်မှာ Forward အတွက်ကလည်းအိမ်လွမ်းတာကြာနေတာပါ။လက်ရှိအိမ်ကွင်းနောက်ဆုံး9ပွဲမှာ9ပွဲတိရှုံးနေတာပြီးတပွဲနိုင်တပွဲတည်းရရထားပါတယ်။ ဒီမတိုင်ခင်ကအိမ်ကွေး22ပွဲမှာ17ပွဲနိုင်6ပွဲတည်းဆိုတဲ့ကာလတွေက Forest တွေ့တော်လွမ်းစရာပါအကယ်၍ရှုံးနိမ့်လိုက်တာနဲ့ဒီဇင်ဘာ23နောက်ပိုင်းပထမဆုံးအကြိမ် Premier League အိမ်ကွေး3ပွဲဆက်ရှုံးနိမ့်မှုဖြစ်လာပါလိမ့်မယ် Chris Wood ဦးဆောင်တဲ့တိုက်စစ်ဟာနောက်ဆုံး5ပွဲမှာသွင်းကိုတကိုပဲရထားပါတယ်ဒီ New Zealand တိုက်စစ်မှုအနေနဲ့လည်း Brentford နဲ့ပွဲမှာ2ဂိုးသွင်းပြီးကြတဲ့က Premier League 6ပွဲဆက်5ပေါက်ပျောက်ထားပါတယ်ချက်စီဘက်ကိုကြည့်ရင်လည်းချက်စီရဲ့အဝေးကွင်းဖောင်ကဟာကွက်တွေရှိနေတာပါ ပရီးမီးယားလိနောက်ဆုံးအဝေးကွင်း၁၄ပွဲမှာအန်ဇိုမာရစကာရဲ့အသင်းက၃ပွဲနိုင်၄ပွဲသိ9ပွဲအထိရှုံးနေထားပါတယ်၂၀၂၅တနှစ်လုံးနဲ့တွက်ရင်ချယ်ဆီစုစုပေါင်း55မှတ်ရှောက်ဖွေထားနိုင်ခဲ့ပါတယ်ဒီတည်းကအဝေးကွင်းရမှတ်က၁၂မှတ်ပဲရှိပါသေးတယ်ဒါကတနှစ်လုံးအနေနဲ့ခြုံတွက်ကြည့်ရအောင်လက်ရှိအသည်မှာတော့အဝေးကွင်း၃ပွဲမှာ၁ပွဲနိုင်၁ပွဲသိ၁ပွဲရှုံးမှတ်တမ်းကိုရရှိထားပါတယ်ချယ်ဆီပွဲရှိရင်ဂိုးတွေရှိမယ်ဆိုတဲ့အစဉ်အလာအတိုင်း၃ဂိုးသွင်း၉ဂိုးပေးထားပြီးဒီအပိုင်းမှာစုစုပေါင်း တွင်းကိုပေကို22ကုန်နဲ့လဘဘူးနဲ့အတူပူတွဲအများဆုံးအသင်းပြေချက်စီရက်တီနေပါတယ်ဒါကဒီနှစ်သင်းရဲ့တိုက်စစ်ပိုင်းနဲ့တွင်းကိုအနေထားတွေကိုတင်ပြခဲ့တာပါခံစစ်ပိုင်းကိုကြည့်ကြပါမယ်ချက်စီရဲ့ခံစစ်ကိုအထူးကာကွယ်ပေးနေတာက voice kind zero ပါ target 28ကြိမ် interception 28ကြိမ်နဲ့ premier league မှာအများဆုံးဖြစ်နေပါတယ် forward back ကဆိုရင်လည်း ilya anderson ကဘောလုံးကို55ကြိမ်နဲ့ league မှာအများဆုံးပြန်လဲလိုက်ဆက်ယူထားနိုင်သူအဖြစ်မှတ်တမ်းဝင်ထားပါတယ် ထရီဗော့ချာလိုပါပြန်လာနိုင်ပြီဖြစ်တာကြောင့်လဲเชลซีရဲ့ခံစားပိုင်းကတိုးတက်လာဖို့ရှိပါတယ်ဒါအပြင်ဝက်စလေးဖိုဖာနာတိုးစင်အတာပိုင်းတို့လည်းပြန်လာဖို့ရှိနေပါတယ်ခိုးပါမကတော့6ပတ်ခန့်ကြာအောင်ပါပါတစ်ဖက်မှာအန်ဇိုဖာနန်ဒက်ခိုင်ဆဲတို့နဲ့ပက်ဒရိုနီတိုတို့အားလုံးကတော့မသေးကြပါပဲရစ်ဂျင်းစ်ကတော့အင်္ဂလန်အသင်းမှာမပါဝင်ခဲ့တဲ့အချိန်เชลซีအတွက်ကစားပေးဖို့ကြံ့ခိုင်မှုအပြည့်ရှိနေတယ်လို့သိရပါတယ်ဖော်ရဘက်ကိုကြည့်ရင်ဇင်ချန်ကိုနဲ့ဒေါက်ဂလက်စ်လူးဝစ်တို့စတန်ဘုတ်ဘရစ်ကိုလိုက်ပါလာဖို့ရှိနေပါတယ် ဒီတော့ဒါကတော့ဒဏ်ရာရစီရင်တယ်သူတို့တိုက်စစ်အခန်းစစ်ပိုင်းအာသာချက်တွေပြန်ဖြစ်လာနိုင်တဲ့ခြေစည်းရဲ့အခြေအနေကိုတင်ပြခဲ့တာပါလက်ရှိမှာဒီနှစ်သင်းရဲ့ head to head ကိုကြည့်လိုက်ကြပါမယ် Nottingham Forest ကခြေစည်းကိုအမှတ်ပေးပြန်ပွဲနောက်ဆုံး၈ချိန်တွေ့ဆုံရမှာတပွဲနိုင်၃ပွဲတည်း၄ပွဲအထိရှုံးနေတာပါတယ်နောက်ဆုံးအနိုင်ရခဲ့တာက Stram Stamford Bridge မှာ2023စက်တင်ဘာက1နေနဲ့ပါ Chelsea ကတော့ Forest ကို The City Ground မှာနောက်ဆုံး၄ချိန်ညင်ဆိုင်ရမှာ၃ချိန်နိုင်ပြီးတော့ တစ်ချိန်ပဲတည်ရကြထားပါတယ်။နောက်ဆုံးဝေးကွင်းနှစ်ချိန်ဆက် forward ကိုချယ်ဆီကအနိုင်ရထားတာပါဒီနေရာမှာတခုတတိထားမှာချယ်ဆီက forward ကိုအဝေးကွင်း၃ချိန်ဇက်တိုက်တော့အနိုင်မရဘူးပါဘူးဒီတစ်ချိန်တောင်လုံးပြနိုင်မလားဆိုတော့ဒီညနေမှာစိတ်ဝင်စားစောင့်ကြည့်သွားပါမယ်။နောက်တစ်ရက် forest နဲ့ချယ်ဆီ ဘယ်သူနိုင်သွားမလဲဒီ prediction လေးကိုကြည့်လိုက်မယ်ဆိုရင် super computer ရဲ့စိတ်ကြိုက်အသင်းကဒီပွဲမှာခြေစည်းဖြစ်နေပါတယ်အန်အိုတရာတော့မရှိပါဘူးခြင်သေးပြားတွေနိုင်ကြ48.1ရာခိုင်နှုန်းရှိပါတယ် forest နိုင်ကြကတော့29.8ရာခိုင်နှုန်းပဲရှိပါတယ်တရေကြနိုင်ကြကတော့24.1ရာခိုင်နှုန်းရှိနေပါတယ်တဆက်တဲ့ super computer ကဒီရာသီခြေစည်းအနိုင်ဆုံးအဆင့်၄နေရာမှာရပ်တည်မယ်လို့ခန့်မှန်းပေးထားတာကိုလည်းမြင်လိုက်ရပါတယ်အမှတ်ပေးပလားကိုချင်းချောက်နိုင်စွမ်းကတော့1.4ရာခိုင်နှုန်း ရရှိထားပါတယ်။တစ်ဖက်မှာ Forex ကလက်ရှိအနေအထားအတိုင်းအဆင့်ဆက်ခွန်ပါရာသီသိမ်းဖို့ရှိနေတယ်လို့ Super Computer ကခန့်မှန်းပေးထားပြီးတော့ဒါကလက်ရှိခြေစွမ်းနဲ့အချက်အလက်တွေရတွက်ချက်ပေးတာဖြစ်လို့တစ်ပတ်နဲ့တစ်ပတ်ပိုကောင်းနိုင်တော့လဲအပြောင်းအလဲတွေဖြစ်လာပါလိမ့်မယ်။ထုံးစံတိုင်း Opta Power Rankings လေးနဲ့ဒီ video ကိုပိတ်သိမ်းကြပါရစေ။ Opta Power Ranking ဆိုတာကတော့ဒီကမ္ဘာလုံးမှာရှိတဲ့အသင်းတွေရဲ့စွမ်းဆောင်ရည်ကိုတွက်ချက်ပေးပြီးအဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။လက်ရှိ Power Ranking မှာ Chelsea ကအဆင့်၈နေရာမှာရပ်တည်နေပြီး Forest ကတော့အဆင့်၃၉နေရာမှာရပ်တည်နေပါတယ်။ဒါ့အပြင်ကြီးချင်းအဖြစ်လည်းအဆင့်ကွာဟားချက်ကြီးမားတဲ့နှစ်သင်တွေ့နေတာလို့ယူဆလို့ရပါတယ်။လက်ရှိလက်ချက်အော်တိုဘာလမှာ Chelsea က၃ရက်တပွဲနှုန်းကစားသွားရမှာပါ။သူတို့အတွက် Champions League မှာ Ajax, Premier League မှာ Sunderland နဲ့ EFL Cup မှာ Wolves တို့ကိုအဝေးကွင်းညှဉ်းဆိုင်သွားဖို့ရှိနေပါတယ်။ Forest အတော့ကတော့ Chelsea ပွဲပြီးရင် Portugal Europa League မှာအင်ဂွင်ဆက်လက်အခံသွားမှာဖြစ်ပြီးတော့26ရက်နေ့မှာတော့ဘုံမောက်ကိုအဝေးကွင်းကစားသွားပါမယ်။ဒါကြောင့်အပွဲပန့်မှုပိုပြီးတက်တာနေတဲ့ Nottingham Forest ဘက်ကိုလည်းတစ်ချက်သတိထားဖို့လိုပါတယ်။အင်ပြအားပြီးနေလာပါပါ။ဘာဖြစ်ဖြစ်ဒီ opta ကတော့ဒီပွဲမှာ Chelsea အနိုင်ရချေပုံများနေကြအောင်ပြေဝါခံမှန်းပေးသွားပါတယ်အဲ့တော့ကိုလူတို့ဒီပွဲမှာဘယ်အသည့်အနိုင်ရရှိသွားမလဲလက်ရှိမှာ Liverpool ကို အနိုင်ကစားထားတဲ့ခြေစည်းကပဲဒီပွဲမှာဆက်လက်ရလကောင်ရယူသွားမလား Nottingham Forest ကပဲမတင်မှတ်ထားတာတွေလုတ်ပြသွားမလားဆိုတာကိုကိုမတ်မှာခံမှန်းပြီးသွားနိုင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ